ယနေ့ဖုံဖုံနဲ့လူချင်းလဲတခါမှမတွေ့ဘူးမမြင်ဘူးတဲ့ရန်ကုန်မြို့ကဥဆိုးကြီးဒေါခင်တန်နာထိုက်တို့မိသားစုထံမှာမန္တလေးမြို့ကတူမတယောက်ထံကနေတဆင့်ကျောင်းမှာရှိနေတဲ့ဥစဉ်လေးတစ်ပါးထံကိုဒုတိယအကြိမ်မြောက်ဘာမှမပြောမဆိုပဲအလှူငွေ9သိန်းချက်ထပ်မံလှူဒန်းလိုက်ပြန်တယ်လို့သိရတယ် ဝမ်းမြောက်ရသလိုအာတုံအာနာလည်းဖြစ်ရပါတယ်။ဥဆိုးကြီးတို့အနေထားကိုဖုံဖုံဘာမှမသိသလို ဖုံဖုံကြောင့်ဝန်တို့ဝန်ဘူးဖြစ်မှလည်းစိုးမိပါတယ်။ဖုံဖုံလူအပ်တဲ့အခါအလှူခံပါဖရာလို့ရှောက်ထားတဲ့အတိုင်းလူအပ်ရင်အလှူခံပါမယ်လို့ပြောကြားလိုပါတယ်အလှူငွေကိုလည်းကပ္ပိယထံမှာတခါတဲ့အသုံးပြုဖို့ညွှန်ပြလိုက်ပါတယ် ဦးစိုးကြီးဒေါခင်တန်နာထဦးမင်းကြီးဆိုတဲ့အကောင့်ပိုင်ရှင်တို့မိသားစုလည်းကြားမှာချမ်းသာကြ၍လူရဆန္ဒပြည့်စုံကြပါစေလို့ဆန္ဒပြုရင်းဖုံဖုံတိမြင်ထားတဲ့အတီလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်လူတွေထဲမှာလူတွေနဲ့နေတဲ့အခါဘသူကိုမှ မကြည်မနှက်မဖြစ်အောင်နေပါ စိတ်တွေနာကြည့်နေတာတွေမဖြစ်ပါစေနဲ့ လူတွေကို မကြည်မနှက်ဖြစ်နေမယ်ကိုယ်စိတ်တွေနာကြီးနေမယ်ဆိုရင်ကိုယ်စိတ်တွေပဲနားနေမှာဖြစ်တယ်ကိုယ်စိတ်တွေပဲဒဏ်ရာတွေရနေမှာဖြစ်တယ်အမြဲတမ်းကိုယ်စိတ်တွေနားနေပြီဆိုရင်ကိုယ်ပဲခံရတာဖြစ်တယ်ကိုယ်ပဲရှုံးနေတာဖြစ်တယ်ဒါကြောင့်လူတွေထဲမှာလူတွေနဲ့နေနေတဲ့အခါဘသူကိုမှမကြည်မနှက်မဖြစ်အောင်နေပါ စိတ်တွေမနာအောင် စိတ်တွေထမ်းရမရအောင် နေပါလို့ပြောခြင်းတယ်ကိုကိုဝန်းကျင်က ကိုမကောင်းကြောင်းနေပြောနေတာခံရလို့ဆိုပြီးတော့လဲကိုစိတ်တွေမနာပါစေနဲ့ကိုကကောင်းပါရဲ့နဲ့ဝန်းကျင်ကကိုမကောင်းကြောင်းနေပြောနေပြီဆိုရင်သိကြပါတယ်ကိုဟာသူတို့ထက်ကောင်းနေလို့သူတို့လိုက်မမိကြသေးလို့ပြောနေကြတာပါသူတို့မကောင်းတာသူတို့ညံ့တာ ဝန်းကျင်ကတီးပြီးတော့အထင်သေးမှ ကြောက်လို့ကိုကိုအထင်ကြီးသွားကြမှကြောက်လို့သူတို့ကကိုမကောင်းကြောင်းနေပြောနေတာပါကိုအလုပ်တွေကိုလိုက်ပြီးကန့်လန့်တိုက်နေတယ်ဆိုရင်လေသူတို့ရဲ့ရှေ့ကို ကိုကရောက်နေလို့သူတို့ဟာ ကိုရဲ့နောက်ကကြာနေလို့သူတို့ကလိုက်မမီနိုင်လို့ကန့်လန့်တိုက်နေတာပါသူတို့ကသာ ကိုရှိကရောက်နေပြီးတော့ကိုကနောက်ကနေနေရတာဆိုရင် သူတို့ကကန့်လန့်မတိုက်ပါဘူးလူတွေကကန့်လန့်တိုက်တိုက်မတိုက်တိုက်အဲ့ဒါကသူတို့ကိစ္စပါကိုယ့်ကိစ္စမဟုတ်ပါဘူးကိုယ့်ကိစ္စကကိုလန့်ကိုဆက်လျှောက်နေဖို့ပါပဲအဲ့လိုဘဝကိုရှောင်လန်းနေတဲ့အခါနှီးတယ်မြန်တယ်ဆိုတာအရေးမကြီးဘူးအမြဲတမ်းရှောင်နေနိုင်ဖို့ကအရေးကြီးတယ်ဘဝကိုရှောင်လန်းနေတဲ့အခါရက်မနေဖို့ရက်မပြစ်ဖို့ကအရေးကြီးတယ်ဒါကြောင့် အမြဲတမ်းလျှောက်လှမ်းနေနိုင်ဖို့ကြိုးစားပါအစင်မပြေမှုတွေအခက်အခဲတွေဖြစ်လာလို့စိတ်ဓာတ်တွေကျပြီးတော့လက်လျှော့လိုက်မယ်လို့လုပ်တဲ့အခါတိုင်းအဲ့ဒါလို့လက်လျှော့လိုက်မယ်ဆိုရင်ဘဝမှာဘယ်လိုဒုက္ခတွေဘယ်လိုဆိုးကျိုးတွေဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာကို တွေးမြင်ကြည့်လိုက်ပါအားပြော့အားပြက်လက်မြောက်လိုက်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကိုမြင်အောင်ကြည့်ပါ ကိုလန်းကိုကိုလျှောက်ပါကိုလျှောက်နေတဲ့ခရီးကိုကိုကိုတိုင်းကျေနပ်ပါ ကိုကိုတိုင်းကြည်နူးမှု ရှိပါ ကိုခရီးကို ကိုချစ်ပါဘဝရဲ့ခရီးလန်းကိုလျှောက်လန်းတဲ့အခါကို့ထက်သာတဲ့လူသိတဲ့လူကို့ထက်ကျွမ်းကျင်တဲ့သူတွေနဲ့အတူလျှောက်လန်းနိုင်အောင်ကြိုးစားပါလမ်းမသိတဲ့သူလမ်းမလျှောက်ချင်တဲ့သူလမ်းပြောက်နေတဲ့သူ ပန်းတိုင်မရှိတဲ့သူတွေနဲ့အတူမလျှောက်ချင်ပါနဲ့မအောင်မြင်တဲ့အခါကြာရှုံးတဲ့အခါတွေမှာသူများကိုဝန်းကျင်ကို အပြစ်မရှာပါနဲ့ကို့အပြစ်ကို့လိုအပ်ချက်တွေကိုစဉ်းစားပါရှာကြံပါမြင်အောင်ကြည့်ပါ သူ့ကြောင့်မအောင်မြင်တာဟိုလူကြောင့်မအောင်မြင်တာဓာတ်ကြောင့်မအောင်မြင်တာနတ်ကြောင့်မအောင်မြင်တာဇာတာကြောင့်နက်ခတ်ကြောင့် ဝတ်ကြွေးကြောင့်မအောင်မြင်တာစသည်ဖြင့်ဝန်းကျင်ကိုအပြစ်တွေမမြင်ပါနဲ့ဝန်းကျင်ကိုအပြစ်တွေမတင်ပါနဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်မှားယွင်းချက်လိုအပ်ချက်အားနည်းချက်အမှားတွေကိုပဲမြင်အောင်ကြည့်တွေ့အောင်ရှားပြီးတော့ပြုပြင်ပါပြင်ဆင်ပါဝန်းကျင်ကို အပြစ်တင်တာအပြစ်ရှာတာအပြစ်ပုံးချတာတွေကစိတ်ဓာတ်ညံဖျင်းသူတွေနဲ့စိတ်ဓာတ်နဲ့လောက်ရက်တွေဖြစ်တယ်ကိုကိုကိုပြုပြင်ရတာ ကိုကိုကို ပြင်ဆင်ရတာကိုလူအပ်ချက် ကိုရှာကြံရတာလောက်ကောင်းယူများတာမရှိဘူးလို့သိမြင်စေခြင်းတယ်ဘသူအပေါ်ဒီမှာအောင်မြင်အောင်မြင်ဘယ်အရာဒီပေါ်မှာအောင်မြင်အောင်မြင်ကိုကိုကို အောင်မြင်တာကိုစိတ်ကို အောင်မြင်တာလောက်ဘယ်အောင်မြင်မှုမှအကျိုးမများဘူးအတ္တဟဝေဇိတံသေယောကိုကိုကိုအောင်မြင်ခြင်းဟာမြင့်မြတ်တယ်တဲ့ကိုကိုကိုမကောင်းတာတွေမလုပ်ဖြစ်အောင် မကောင်းတဲ့စကားတွေမပြောဖြစ်အောင်မကောင်းတဲ့စိတ်တွေမဖြစ်ပေါ်အောင်ကိုယ့်ရဲ့မကောင်းမှုတွေအပေါ်အောင်မြင်ခြင်းဟာမြင့်မြတ်တဲ့အောင်မြင်ခြင်းပဲရာစာယံဣတရာပစာကိုယ့်ကိုယ်နဲ့ကိုယ်စိတ်မှတပါအခြားကိုအောင်မြင်ခြင်းဟာအောင်မြင်ခြင်းအစ်စ်မဟုတ်ဘူးအောင်မြင်တယ်လို့မဆိုနိုင်ဘူးအတ္တဒန္တတ္တပောတ္တတ္တနိစ္စံတိညတစာရိနောကိုယ့်ကိုယ်ကိုယ်ဆုံးမနိုင်မဲ့ ကိုယ့်ရဲ့ကိုယ်နှုံနှလုံးတွေကောင်းအောင်ကြင်ကြံနိုင်မယ်ဆိုရင်အမြင့်မြတ်ဆုံးအောင်မြင်မှုလို့ဆိုရမယ်ဒါကြောင့်မိမိကိုယ်ကိုအောင်မြင်အောင်ကြိုးစားပါလို့တိုက်တွန်းရင်းညီကုန်းချုပ်ချင်ပါတယ်အားလုံးအားလုံးမှန်ကန်တဲ့အသည့်အမြင်များနဲ့ဘဝကိုရှောင်လန်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချုပ်လိုက်ပါတယ်